ယူကရိန်းကအတောင်ဆိုရင်တပ်စစ်လို့နေရာချခွေရှိဟုပြင်သစ်တမရပြောယူကရိန်းဟာလွတ်လပ်တဲ့အချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက်သူ့နိုင်ငံတွေကိုမဟာမိတ်တပ်တွေရောက်လာပြီးငြင်းငြင်းရီထိမ့်သိမ်းဆောက်ကြည့်ဖို့အတောင်ဆိုလိုက်ရင်ရုရှားသဘောတူချင်းမတူချင်းကိုထဲတွင်စဉ်းစားစရာမလိုပဲတပ်တွေစီလွတ်နိုင်တယ်လို့တမရအီမန်ဒူရဲ့မခွန်ကပြောကြောင်းပြင်သစ်သတင်းတွေမှာဖော်ပြထားပါတယ်မလာ၅ရဲ့ပြည်ထောင်ဝန်ကြီးချုပ်ဦးဆောင်ကျင်းပတဲ့ယူကရိန်းငြင်းငြင်းရီအွန်လိုင်းဆွေးနွေးပွဲမှာ မက်ခွန်ကပြောတာလို့ဆိုပါတယ်။ယူကရိန်းမှာငြိမ်းချမ်းရေးထိမ့်သိမ်းဆောက်ရှောက်ဖို့ဥရောပနိုင်ငံတွေတမကဥရောပမဟုတ်တဲ့နိုင်ငံတွေကပါပါဝင်ဖို့အသိရှိနေတယ်လို့မက်ခွန်ကပြောပါတယ်။ယူကရိန်းကတောင်းဆိုလို့တပ်တွေစစ်လို့နေရာချခြင်းဟာရုရှားနဲ့မသက်ဆိုင်တယ်လို့ရုရှားအနေနဲ့ဘာမှဝေဖန်ကတ်ကွက်ပိုင်ခွင့်မရှိဘူးလို့လည်းမက်ခွန်ကဆိုပါတယ်။အမေရိကန်ကအဆိုပြုထားတဲ့ပြစ်ခတ်ရစရေးအပေါ်ရှင်းရှင်းလင်းလင်းမတုတ်ပြန်တာကရုရှားအနေနဲ့ငြိမ်းချမ်းရေးကို လွလွလပ်လပ်မရှိဘူးဆိုတာပြသနေသလိုမဟာမိတ်တွေအနေနဲ့ပြည့်ပြည့်တသားဖျားပေးရမယ်လို့လည်းတမရအီမန်ဒူရဲ့မခွန်ကပြောကြောင်းပြင်သစ်သတင်းတွေကဖော်ပြထားပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်